ကဲကျွန်တော်တို့နောက်ကအက်စတွန်ဗီလာအသင်းကတော့စပါးကိုအနိုင်ယူပြီးတော့ချက်စီးသင်းကိုလိုက်လံဖိအားပေးနေတယ်ပေါ့နော်ဆိုတော့ချက်စီးသင်းကကျွန်တော်ပြောလို့ပဲလက်ချံပွဲစဉ်တွေကိုအကောင်းဆုံးကိုယ့်ဘက်ကလည်းကစားဖို့လိုအပ်တယ်လို့ကိုနဲ့ပြိုင်ဘက်အသင်းတွေရဲ့ရလဒ်တီကလည်းချက်စီးသင်းရဲ့ယက်တီမှုပေါ်မှာအများကြီးကျွန်တော်တို့တည်ရောက်မှုရှိသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ချက်စီးသင်းကဒါကိုပြစ်တန်တဲ့ကိုပါပဲဆိုတော့အစိုးရပွဲစဉ်တွေမှာအများကြီးကျွန်တော်တို့က chance ရခဲ့တဲ့အပိုင်းတွေရှိတယ်လူသပြည့်2024ဒီဇင်ဘာနောက်ပိုင်းပွဲစဉ်တွေအရဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်တော့တော်တော်လေးဟာတတ်တတ် တတပေါ့နော်သွားမယ်ဆိုလို့ရှိရင်လည်းဟိုရမယ်ပွဲစဉ်တွေကိုတောက်လျှောက်ဆိုသလိုအဲတုန်းကဆိုချက်စီတဲ့အကောင်းဆုံးဖောင်ရရှိနေပြီးတော့မှတကယ်ကိုပြောင်းပြန်အချိုးကျပြီးတော့တောက်လျှောက်ပြန်ဆင်းလာခဲ့တဲ့အနေအထားမျိုးတွေပေါ့နော်ဆိုတော့ဒါကြောင့်မလို့လက်ရှိချိန်မှာတော့ချက်စီတဲ့ကရုန်းကန်နေရဖြစ်တယ်ဆိုတော့ညူကာဆယ်မန်ချက်စတာစီးတီးဒီအသင်းတွေရဲ့ပွဲစဉ်ကိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ပြီးတော့အဲဒီရလက်တွေပေါ်မူတည်ပြီးတော့ပဲချက်စီတဲ့နေနဲ့နောက်ရသည်ဘလိုမျိုးစခန်းသွားမလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ့်အနေအထားမျိုးဖြစ်ပါတယ်တဖက်မှာတော့ဒါကျွန်တော်တို့ရဲ့ချက်စီကစားသမားဟောင်း ဘန်ချီဝဲပေါ့နော်ဘန်ချီဝဲက Crystal Palace အသင်းနဲ့အတူကျွန်တော် FA Cup ဖလာရရှိသွားခဲ့တယ်ပေါ့နော်ဆိုတော့ဘာပဲပြောပြောပါဘန်ချီဝဲဆိုတော့လေကျွန်တော်နဲ့အမှတ်တရတွေအများကြီးရှိခဲ့တဲ့ကစားသမားဖြစ်တယ်အတူတပြည့်ဒါကျွန်တော် Champion League သွားတဲ့လမ်းကြောင်းခီးစဉ်မှာဆိုလို့ရှိရင်သူ့ရဲ့ region ရဲ့ကတကယ်ကိုဟိုအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ကြတဲ့ကစားသမားကြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ Juventus အသင်းနဲ့ပွဲစဉ်ကမမျော်လင့်တဲ့အဲအက်ဆီဒန့်တစ်ခုကနေပြီးတော့ပဲသူဟာတောက်လျှောက်ဆိုသလို AC ရထိပြီးတော့ဗောနော်စိတ်တော့တော်တော်လေးမကောင်းစရာပါအဲဒီတော့ဆိုလို့ရှိရင်ဒါကျွန်တော်မာကိုအလွန်ဆိုကိုလုံးဝခောက်ထားလို့ရလောက်တဲ့အနေထားမျိုးကိုပေးဆွာနိုင်တဲ့ကစားသမားဗောနော်ငူကူကူရဲလာတော်မှပြောရမယ်ဆိုလို့ရှိရင်ဒီကစားကွက်မှာသူဒီတော်တော်လေးဟိုသူ့လောက်ကစားနိုင်တာသူပဲရှိတယ်ဆိုပေမဲ့လိုအပ်ချက်ရှိတယ်ရဗျာတည်ရမလားသူပဲခံစစ်ပိုင်းနေပါတယ်ဘန်ချီဝဲတို့ကြတော့အဲ့လိုမဟုတ်ဘူး4ဘက်မှာ3မလား အဲဒါမျိုး3ဝင်းဘတ်အနေနဲ့သုံးမလားဗောနော်စသဖြင့်ဒါကောင်းကောင်းအသုံးပြုလို့ရခဲ့တဲ့ကစားသမားဒါပေမဲ့ဒဏ်ရာပြီးတဲ့နောက်ပိုင်းမှာတော့သူလည်းအဲတိတ်ပြီးအဆင်မပြေတော့ဘူးဗောဗျာဆိုတော့ဒီလိုမျိုးအပိုင်းလေးတွေကိုတွေးကြရတာဖြစ်ပါတယ်ဒါပေမဲ့လည်း congratulation ပါလို့ကျွန်တော်လည်းပြောရမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Chelsea အသင်းရဲ့အဲကစားသမားလို့ပဲပြောရမှာဗောနော် striker မှာကစားနေတဲ့ကျွန်တော်တို့ Georgi Petrovic ပါ Petrovic ကတော့ကျွန်တော်တို့ဒီ striker ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမား စုကိုထိုက်တိုက်တန်နဲ့ရွေးချယ်ခြင်းခံခဲ့ရပါတယ်ဒီတရားသီလုံး strawberry ရဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းပက်ထိုဗစ်ရဲ့လက်စွမ်းတွေကတော်တော်လေးကောင်းမွန်တယ်ပြောရရင်ဗျာချက်စီးတင်းကနေအငားမချခင်နှစ်ကလေးကပက်ထိုဗစ်ဒီသူ့ရဲ့အကောင်းဆုံးပုံစံတွေကိုချက်စီးမှကလေးကပြသနေခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအဲအကြိုက်တွေ့ခြင်းမခံရဘဲနဲ့ဒါစမ်းချက်မှစမ်းချက်ဖြစ်နေတဲ့ Marsca ရဲ့လက်အောက်မှာတော့ Petrovic နေရာမရခဲ့ဘူး။ဒါပေမဲ့လာမယ့်နှစ်မှာဆိုလို့ရှိရင်တော့ဒါကိုသမားနေရာအတွက် Petrovic ကလည်းကျွန်တော်ပြန်ပြီးတော့စဉ်းစားမယ့် ကိုသမားတဲမှာတော့ပါတယ်ဒါပေမဲ့ချက်စီးသင်းနီးပြဘလို့လုံမလဲဆိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားရအောင်ပါဗျာเนาะဆိုတော့အာမာစ်ကအရင်ကြီးတော့ခေါင်းမမာအသိမှုပေါ့နော်ဟိုတိုးတက်လာရင်တိုးတက်လာရင်ကစားသမားကိုနေရာပေးတင်တယ်လို့တော့ကျွန်တော်ကတော့ထင်မြင်ယူဆမိတာပဲဖြစ်တယ်ပေါ့နော်နောက်တဲ့ဒီမိုကတော့ကျွန်တော်ရဲ့တိုက်စစ်ကစားမဖြစ်သူအောင်ကန်ကူပါအန်ကန်ကူကလာမယ့်နော်တင်ဂါဖောရက်အသင်းရဲ့ပွဲစဉ်မှာပြန်ပြီး available ဖြစ်မယ်အဲဒါကသူ့ရဲ့နောက်ဆုံးချက်စီးအသင်းတို့ကစားပေးတဲ့ပွဲစဉ်ဖြစ်သွားနိုင်ပါတယ်လက်ရှိမှာ အအကောင်ကိုခေါ်ခြင်းနဲ့အသင်းတွေကဒါတန်းစီနေတဲ့အနေအထားမျိုးမှာရှိနေသလို Chelsea အသင်းဘက်ကလည်းအဲ့ဒီသူ့ကိုခေါ်ခြင်းနေတဲ့အသင်းတွေတဲကမှအကလပ်အတွက်အကျိုးအမြတ်အများဆုံးရရှိမဲ့အသင်းမျိုးကိုအကောင်းဆုံးရွေးချယ်နိုင်ဖို့အတွက်ညှော်လင့်ပြီးပြင်ဆင်နေတာတွေရှိတယ်ပေါ့နော်ဆိုတော့နှစ်ဖက်အသင်းကြားမှာလည်းဂရီဘာလန်ခွဲပဲဘာမှအမုန်းတရားမရှိဘူးစာသမားနဲ့အသင်းကြားမှာလည်းဝင်းဝင်းစတူရေရှင်းပုံစံမျိုးပဲလန်ခွဲကြမယ်လို့ကျွန်တော်သိရတယ်နော်တင်ဂမ်ဖောရက်အသင်းနဲ့ဘွဲစင်မှာတော့အကန်ကူကသူ့ရဲ့ပရီးမီယာလိ စားသမားအဲ့လိုမျိုးကစားသွားနိုင်တယ်လို့ကျွန်တော်နေသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါတွေကကျွန်တော်နေဒီကနေ့မနက်ခင်းမှာတင်ဆက်ပေးခြင်းနဲ့ချက်စီသတင်းအကြောင်းအလေးတွေပါစုံကြည့်ကြည့်ရှုအားပေးကြတဲ့ browser ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ချက်စီသတင်းတိတိနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ page လေးကို like and follow ပြုလုပ်ထားကြပါအားလုံးပဲ see you next video ပါနော်